ဟယ်လိုမနက်ကလေငားကြော်လေးနဲ့ဆုံးတော်တင်ပြလိုက်တဲ့ခါကျတော့တင်ငားလေးကိုကြော်တာရေကြော်နီလေးရေကိုပြင်ပြပေးထားပါတယ်ကဲလိုက်ကြည့်ပြကြပါအောင်နော်တင်ငားလေးတွေကမြန်မာငရဲပေါက်စားလေးနဲ့တူလို့လေခါပြလိုက်တာစစ်ထုတ်ပြလိုက်တာငားလေးညဒီကျောင်းဗီဒီယိုမှာ ကဲဒါကတော့အကုန်လုံးတန့်စင်ပြီးသွားတဲ့အနေထားလေးပေါ့နော်ဒီလိုတော်တော်လေးတော့ဆေးလေးရပါတယ်အကြည့်ချွဲလို့တော့တော်တော်လေးပြောင်းအောင်ဆေးလေးရပါတယ်ကဲရေလည်းပြောင်းစင်ဆေးပြီးသွားပြီဆိုတော့ငားလေးတွေကိုအရသာထည့်ပါတော့မယ်ဒီပထမအဦးဆုံးအနေနဲ့ကပင်းညာဗာလေးကိုထည့်ပေးလိုက်တယ်လေဆိုတော့စားထည့်မယ်။နောက်ကြက်သားမုံထည့်မယ်။ ကျတာမောင်ကနည်းနည်းလေးနည်းနည်းလေးထပ်ထည့်လိုက်ပါသေးတယ်။ပြီးတော့စနင်းမုံစနင်းမုံကတော့ဒီငားတဲ့ငားအညီအဟောက်တတစေပဲနည်းနည်းများများလေးထည့်ပေးလိုက်ပါတယ်စနင်းမုံထည့်ပါမယ်။ပြီးတော့ငငယ်တော့အမေကကြော်ကြော်ကျွေးနေကြမုံနဲ့လေးလေးထည့်ထည့်ပေးပါတယ်ငားကျော်ငားကင်မောင်ကျော်လို့ခေါ်တယ်ကောလင်းဘတ်တရားလေးငားကင်မောင်ကျော်အဲ့ဒါဆံမုံလေးဆံမုံကိုလည်းခေါ်တယ်ဆံမုံကိုပိန်းလို့ပဲကမုံမြင့်လို့ခေါ်ပါတယ်။ကဲနောက်ထပ်အညီဟောက်တတကြီးတဲ့ဂျင်းလေးကိုထောင်းပြီးတော့မှ ီမီနစ်ထဲလို့လည်းရပါတယ်။တန်းရတော့ချင်းကိုချစ်ပေါက်စာလေးနဲ့တမောချစ်တယ်ချစ်တယ်ချစ်ပေါက်စာသေးလေးရှိတယ်။အဲ့ဒီလေးနဲ့သေးလေးစိတ်လိုက်တယ်။အဲ့တော့ဟိုပေါက်စာလေးတွေထွက်တယ်ပေါ့နော်။ချင်းချင်းဘတ်ပေါက်စာလေးတွေသေးလေးတွေနောက်ထပ်မုန်နစ်ကလည်းနည်းနည်းနည်းပြီးလို့ထပ်ထည့်လိုက်ပါတယ်။ကြည့်အဲ့ဒါလေးတွေအရသာနည်းနည်းနှံ့သွားအောင်မှုေပေးရတယ်ပေါ့နော်။ဒီအဲ့တော့အရသာတွေကိုနည်းနည်းတမသွားအောင်မှုပြီးတော့မှခဏလောက် ဟိုနှစ်ထားမှာ9မိနစ်လောက်ပေါ့9မိနစ်လောက်ပိုင်းရတော့နှစ်ထားလိုက်ပြီးတယ်နေထားပြီးတော့ဒီဘက်လေးတွေနဲ့အဲအတားလေးအဲအဲ့လိုအနေထားလေးမှာ9မိနစ်လောက်နှစ်ထားလိုက်ပါတယ်ကဲပြီးတော့စီပူလာပြီဆိုလို့ရှိရင်တင်းရတော့အဲနှစ်ထားတဲ့ငါးလေးတွေတစ်ကောင်ချင်းစီထည့်ပါလေစီပူလေးကိုอืม ကဲငါးလေးတွေကိုအဲ့လိုမျိုးတစ်ခုနဲ့ပြလို့ငါးကြော်ကဲငါးကြော်လို့ရှင်ရလေးစိတ်ကရှည်ရပါတယ်အဲ့လိုထက်ထက်ပြီးချင်းထက်ချင်းမမွေရအောင်ပေါ့လေမထိုးလန့်ရအောင်အဲ့ဒါဆိုတော့ငါးလေးကအောက်ကကျလာကန်ပြီးနေပြီဆိုမှအဲ့လိုလေလန်လိုက်ရင်ကွက်စက်တွေရအိုးလည်းမကတ်တော့ဘူးသူကလန်လို့လည်းအဆင်ပြေသွားတယ်ပေါ့လေအပေါ်အပေါ်ဘက်အောက်ဘက်ကိုလေကဲအဲ့ဒါဆိုရင်အရင်ကိုလေကူသွားတယ်ပေါ့လေပြစ်ထားလိုက်တာပြစ်ထားလိုက်တာမထိုးဆွာရအောင် တချို့ကြတော့အိမ်ငါးကြော်ပြီးရင်အရင်နေထိုးဆွားကြတော့ကြေကုန်တာလေအကောင်မလာတော့ဘူးပေါ့လေကဲဒါကတော့ဟိုဘက်ဒီဘက်ကိုလှမ်းပေးပါတည်းအဲ့ဒီအဲ့ဒီနေရာလေးပါပဲအဓိကငါးကြော်တာလေအဲ့ဒါတစ်ဖက်ကကျက်သွားပြီဆိုရင်တူတူအဆင်ပြေသွားပြီအဲ့နောက်ထပ်တစ်ဖက်လည်းဒါကျွတ်လာပြီရှိဝါရောင်လေးတွေတန်းလာပြီဆိုလို့ရှိရင်တော့တင်ရတော့ဆယ်လိုက်ပါတယ်တကောင်ချင်းစီပေါ့လေအဲ့ဒါငါးလေးရလေတကက်ကို200ကျော်ပဲရှိတယ်200ကျော် အဲတခါတလေလဲစာကျင်စိပေါက်တယ်အဲ့ဒီဟိုဟာနည်းရံလေးတွေနဲ့တူးတလို့လို့ပေါ့တခါတလေလဲစာကျင်စိမရှိဘူးဒါပေမဲ့ဒီကတန်းကြော်စားကြည့်လိုက်တော့အရန်ကိုစားကောင်းတော်လေးပါလို့ထမင်းရှိစံလေးနဲ့လည်းအရန်ကိုလိုက်ဖက်တော့အဲ့ဒါဆွနော်ကို၅ကောင်တင်တယ်၃ကောင်ပို့တယ်ဟာနဲ့မနက်စာလေးစားလိုက်ပါတယ်ကဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်၅လေးတွင်လောက်စားကြည့်လိုက်အောင်နော်